ပြေဝေနိုင်ဖို့ရန်အတွက်ခို့မှရှိနေတဲ့ပစ္စည်းပစ္စယများလူဒန်းပြေဖို့လို့ဦးဇင်းတို့ကနေပြီးတော့ရေးလိုက်အဲ့လိုကြတော့ဆရာတော်တန်ဃာတော်များတော့ယဟန်တန်ဃာများတော့ပါသွားနော်ယဟန်တန်ဃာများပါသွားပြီးတော့ဘာကျန်းနေခဲ့ဘာကျန်းနေခဲ့ဆရာလေးတွေကျန်းနေခဲ့တာဟုတ်လားနော်ဆရာလေးတွေကျန်းနေခဲ့တော့ဒီကြောညာကိုရတဲ့ပုဂ္ဂိုလ်ဟာကြောညာကိုဖတ်ရတဲ့ ဆရာလေးတစ်ပါးကဥစဉ်ဒီလှမ်းပြီးတော့ဖုံးဆက်တယ်ဟုတ်လားနော်တပည့်တော်တို့တိလရှင်များလည်းပဲရေဘေးတံတင့်သွားတာတွေပါပါတယ်ဖရာတဲ့ရှင်ဘုရားတို့ကြော်ညာကို ကြည့်လိုက်တဲ့ခါကျတော့ကြံနေပါတယ်တဲ့ဟုတ်လားဘာကြံနေသလဲလို့ပြောတော့တိလရှင်ဆရာလေးများလည်းပဲဒီလေဘေးတံတင့်တဲ့အတွက်ကြောင့်သူတို့ကိုလည်းပဲလူတန်းမှုရာအဝိထေမြာလူတန်းမှုရာသူတို့ရဲ့ဝိစုံမြာ လူရန်မှုရာထဲ့တဲ့နာဘောတဲ့လှမ်းပြီးတော့အကြံပေးတယ်မှန်သလားမှန်ဘူးလားမှန်ပါပါမှန်တယ်အရေးရဲ့အကြောင်းရဲ့ဆိုတော့သာသနာဝန်ထမ်းချင်းဖြစ်နေပေမဲ့နော်မိန်းကလေးနဲ့ယောက်ျားလေးဖြစ်နေတဲ့အခါကျတော့ဘာဖြစ်ရုံငနေဆိုတဲ့အခါကျတော့ယန်းတန်ကအချင်းချင်းပဲတန်းပြီးတော့မျက်စိနဲ့မြင်တာဟုတ်လားအဲ့ဒါမျိုးမဖြစ်သင့်ဘူးပေါ့ဟုတ်လားနော်အဲ့ဒါကြောင့်ကုညီမှုတစ်ခုခုလုပ်ပြီးရဲ့လို့ဆိုရင်ဒါဥစဉ်ကတော့တောင်းမှန်တွတ်လိုက်ပါနော် အေးတို့လည်းပဲအဲ့ဒါဗျုံကနေဆိုတော့အဲ့ဒီသာသာကြံသွားပါတယ်ဒါပေမဲ့လို့လီဘေးတန်တင့်နဲ့အဲ့ဒီဆရာလေးများလည်းပဲလူ့ဖို့ရဥစဉ်တို့အနေနဲ့ခေါင်းထဲမှာစဉ်းစားထားပါတယ်လို့ပြန်ပြောမှသာဓုတွေခေါ်သွားတာဟုတ်လားသာဓု၃ညတောင်ခေါ်သွားနော်အဲ့ဒါကြောင့်ဗျုံကနေဆိုလို့ရှိရင်အဲ့ဒါမျိုးဖြစ်တတ်ပါတယ်ခုဒီမှာကြည့်တော့လောကရံလောကရံဆိုတာဘုန်းကြီးယံလည်းပဲလောကရံမကြုံရဘူးလား ြုံရတယ်ဟုတ်လားသာသနာ့ဝန်ထမ်းဖြစ်တဲ့ပုဂ္ဂိုလ်များလည်းကြုံရတယ်လောကလူသားလည်းပဲသာမန်လူသားလည်းပဲကြုံရတယ်အဲ့လိုဆိုတော့လောကဒံဆိုတာမြန်မာလိုဘာပြောလောကဒံလို့ပြောတာမရှိဘူးလားဘာတဲ့တော့လောကဒံဆိုတော့မြန်မာလိုဘာပြောလောကဒံဆိုတာကပါဠိစကားလုံးလောကနဲ့ဓမ္မနဲ့ကလာတာဘယ်ကလာလဲလောကနဲ့ဓမ္မနဲ့ လောကကလူသားနော်လောကကလူသားဓမ္မကသဘာဝတရားဓမ္မကဘာလဲသဘာဝတရားလူသားတွေခံစားရတဲ့သဘာဝတရားဘာတရားလဲအေးအဲ့ဒါကိုဘာလို့ခေါ်လဲအေးအဲ့ဒီဉာဏ်ဆိုတာကဓမ္မကအဲ့ဒီဓမ္မဆိုတဲ့သကလုံးကမှအောက်ကမဟုတ်ဖြုတ် အပေါ်ကမရဲ့အပေါ်မှာအသက်လေးတင်အဲ့ဒါဆိုတော့လောကဒံကိုဓာတ်အုပ်ချိုက်မတ်တက်နဲ့အဲ့ဒီမတ်တက်နဲ့ဖြစ်နေတဲ့ဟာကမှမကူမှတစ်ခါပြန်ပြီးတော့သေးသေးတင် ပြန်ပြောင်းတော့ဘလို့ဖြစ်သွားလဲလောကဒံလို့ဖြစ်သွားတာမြန်မာလိုတိုက်ရိုက်ပြောရင်ဘာလို့ဒိဗေယလောကလူသားများခံစားရတဲ့သဘာဝတရားတဲ့ဘာတရားတယ်လဲလောကလူသားများခံစားရတဲ့သဘာဝတရား အဲ့ဒါကိုဘာလို့ခေါ်ရလောကဒံတဲ့လောကရံတရားဘယ်နှပါရှိ7ပါတဲ့7ပါဘာ၄ရှိဟဲအစကနေစလိုက်လာဘောအလာဘောရသောအရသောနေနံပတန်တံဒုက္ခဒုက္ခကြွယ်စီလေးမှတ်နော်လာဘောရှိရင်ဘာရှိမလဲ အဲ့ဒါကြောင့်သူတို့ကိုတစုံတွဲလိုက်လာဘောအလာဘောနောက်တစ်စုံကရသောအရသောနောက်တစ်စုံကနေနံပတန်တံနောက်တစ်ခုကဒုက္ခဒုက္ခဘယ်နှစုံလဲပြောရင်လေးစုံဆိုတော့လောကရန်တရားဘယ်နှပါ၈ပါးအဲ့ကြတော့နံပါတ်၁လောကရန်ကပထမအဦးဆုံးအတွဲကလာဘောအလာဘောလာဘောဆိုတာရအလာဘောဆိုတာမရတာ လာဘကဘာဟုတ်တာလဲရတာအလာဘကမရတာအဲကြတော့လာဘလောကလူသားတွေဒီလိုချင်တာကိုရတာမရှိဘူးလားလိုချင်တာရတဲ့အခါကျတော့စိတ်မချမ်းသာရဘူးလားချမ်းသာရတယ်အဲကြတော့စိတ်ချမ်းသာနေတဲ့ဒီပုဂ္ဂိုလ်ဒီဘာဖြစ်နေတယ်လဲပြောရင် အလာဘလို့ခေါ်တဲ့လောကရန်ကိုမေ့နေတတ်တယ်ဘာလောကရန်ကိုမေ့တယ်လဲ အလာဘလို့ခေါ်တဲ့လောကရန်တရားတစ်ပါးကိုသူ့ရဲ့ဆန့်ကျင်မဲ့ဖြစ်တဲ့လာဘရဲ့ဆန့်ကျင်မဲ့ဖြစ်တဲ့အလာဘကိုမေ့ပြီးတော့ကြံနေခဲ့တယ်။အဲလိုဆိုတော့ဘုံကနေဆိုလို့ရှိရင်လူသားဖြစ်တဲ့ပုဂ္ဂိုလ်ကလာဘဆိုတဲ့အရာနဲ့ကြုံရင်ပျော်နေပြီမဲ့အလာဘနဲ့ကြုံရင် မနေတဲ့မထိုင်တဲ့ဖြစ်မသွားဘူးလားဖြစ်သွားတဲ့တဲ့အဲ့ဒါတရားနာတယ်နာတယ်ဆိုတာအဲ့ဒါပဲနော်လာဘရှိရင်ဘာရှိတယ်လဲအလာဘရှိတယ် ရတာလေးတွေနဲ့ကြုံတတ်တယ်လို့ဘာနဲ့လဲကြုံတတ်လဲမရတာလေးတွေနဲ့ကြုံတတ်တယ်အဲ့ဒါကြောင့်လောကထဲမှာလမ်းလျှောက်တဲ့ပုဂ္ဂိုလ်များအစဉ်ပြေမှုရှိရင်ဘာရှိမလဲမပြေမှု မရှိနိုင်ဘူးလားရှိနိုင်တယ်အဲ့ဒါကိုသဘောမပေါက်ကြတဲ့ပုဂ္ဂိုလ်များကကြတော့ဘာဖြစ်တတ်တယ်လဲလို့ပြောရင်ဟုတ်လားလောကရန်နဲ့ကြုံနေကြတဲ့အဲ့ဒီပုဂ္ဂိုလ်တွေဒီဘာတွေလုတ်ပြတ်တယ်လဲလို့ပြောရင် လာဘဆိုတာနဲ့ကြုံလုံးတော့ပြုံးပျော်နေပြီးတော့အလာဘဆိုတဲ့အရာနဲ့တွေ့ပြီဆိုရင် မနေတတ်တော့ကိုကိုကိုဆွေးဆိုင်လှုပ်သွားတာတွေရှိတယ်။လှုပ်ကြံပြီးတော့ကိုကိုတိုင်းသေသွားတာတွေမရှိဘူးလား။ရှိတယ်။ဘယ်နိုင်ငံအသေးများလဲ။ဘယ်နိုင်ငံတွေရောဂျပန်နိုင်ငံကအများဆုံးပဲ။ဘယ်နိုင်ငံလဲ။ဂျပန်နိုင်ငံကပုဂ္ဂိုလ်များဆိုရင်တော်တော်များများကတို့လာဘအလာဘဒီလိုနှစ်ခုရှိတယ်တဲ့က အောင်မြင်မှုတွေရနေတဲ့အချိန်ကတော့ပျော်ရွှင်နေတာအောင်မြင်မှုမရတာနဲ့တပြိုင်နက်ဂျပန်လူမျိုးများကဘာကိုလိုက်ရှာသလဲလို့ပြောရင်တိုက်အဆင်မြင့်မြင့်နေအပေါ်ဓာတ်ကနေအောက်ခုံချလိုက်ရင်သေနိုင်မသေနိုင်တရားမြင့်မြင့်နေလိုက်ရှာတယ်ရှာပြီးတော့အောက်ကိုခုံချလိုက်ရင်သေနိုင်မသေနိုင် လိုက်ပြီးတော့ရွေးတယ်အဲ့ဒါဘာလွတ်ချင်လို့လဲပြောရင်အလာဘဆိုတဲ့လောကရန်လွတ်ချင်လို့ဘာလွတ်ချင်လို့လဲ အလာဘဆိုတဲ့လောကရန်လွတ်ချင်တဲ့အတွက်ကြောင့်မို့အဲ့ဒီပုံစံအတိုင်းသူတို့ကနေပြီးတော့ရွေးချယ်တယ်ဆိုတော့လမ်းကြောင်းမှန်ရဲ့လမ်းကြောင်းမမှန်ဘူးအဲ့ဒီလမ်းကြောင်းနဲ့ရွေးသွားတဲ့ပုဂ္ဂိုလ်ဒီတကယ်လောကရန်ကိုဖြည့်ရှင်းတာဟုတ်ရဲ့လားမဟုတ်ဘူးလောကရန်ကိုအဲ့ဒါမျိုးဖြည့်ရှင်းလို့ပြီးနိုင်ရဲ့လားအေးမပြီးနိုင်ဘူးဦးဇင်းတို့ပြီးခဲ့တဲ့နှစ်လလောက်ကဘယ်မှာသွားလဲလို့ပြောတော့အထက်ပိုင်းကိုသွားနော် အထက်ပိုင်းကိုသွားတဲ့အခါကျတော့ဂုံမဏီတခုအဲ့မှာထောင်ထားတဲ့ပုဂ္ဂိုလ်အဲ့ဒီဂုံမဏီမှာအလုတ်လုတ်တဲ့ပုဂ္ဂိုလ်တဦးကစိတ်သက်တည်ကြပြီးတော့တိုးထဲမှာ သွားပြီးဇွဲကျူးချသေးသွားတာမြန်မာလူမျိုးပဲနော်ဘာလူမျိုးလဲမြန်မာလူမျိုးဘာလူလဲလို့ပြောတော့သူ့လုပ်ငန်းတွေမအောင်မြင်လို့နော်ဘာဖြစ်လို့လဲလဲလုပ်ငန်းတွေမအောင်မြင်တဲ့အတွက်ကြောင့်မို့အဲ့ဒီတိုင်သွားပြီးတော့ဇွဲကျူးချပြီးတော့သေသွားတယ်ဆိုတဲ့အခါ သူစွကြိုးချသေးသွားရုံနဲ့တင်အဲ့ဒီလုပ်ငန်းတွေကအောင်မြင်သွားရလားအဲ့ဒါကိုသဘောပေါက်လာနော်ခုလောကရန်ကြီးနဲ့ဂျုံရတဲ့ပုံကူများလဲတချို့ကမနေတတ်မထိုင်နဲ့ဖြစ်မသွားဘူးလားဖြစ်သွားတယ်အဲ့ဒါမျိုးမဖြစ်ရတရားများများ နာထားတဲ့ပုံကူကလောကရန်ကိုနှစ်ဖက်လုံးစဉ်းစားတာနော် လာဘရှိရင်ဘာလဲရှိမလဲအာလာဘရှိမယ်ရတာလေးနဲ့တွေ့ရင်လဲခံနိုင်ရည်ရှိရမရတာနဲ့တွေ့ရင်လဲ ခန္ဓာရည်ရှိရမယ်အဲဒါကြောင့်မို့လာဘရှိရင်ဘာရှိမလဲအလာဘရှိမယ်နောက်တစ်စုံကြည့်လိုက်ရင်ရသောအရသောတဲ့ဘာတယ်လဲရသောနဲ့အရသောတဲ့ယတဆိုတာအချမ်းရန်ရှိတာယတကဘာတယ်လဲအချမ်းရန်ရှိတာအရတကမရှိတာအဲ့ကြလောကထဲမှာလိုက်ပြီးတော့ကြည့်ရင် မိသားစုနဲ့တိုင်းတိုင်းဝိုင်းဝိုင်းနဲ့ချမ်းရမ်းတဲ့နေနေတဲ့ပုံကမြာပျော်ရွှင်မှုမရဘူးလား ေးအဲ့ဒီတဲကနေပြီးတော့တယောက်ယောက်ကမြန်မရှိတော့ရင်မနေတဲ့မထိုင်တဲ့ဖြစ်သွားတဲ့ပုံကိုယ်ကြီးရှိသလားမရှိဘူးလားအေးရှိတတ်တယ်ဟုတ်လားအခုဒီမှာ လေဘေးဒံတင့်နေအခါကျတော့လေဘေးဒံတင့်နေတဲ့မှာပါသွားတဲ့ပုံကိုယ်ကြီးတချို့ကကျတော့သာသမီတွင်ကျန်ပြီးတော့ဘုသူတွေပါသွားမိဘပါသွားကြတချို့ကကျတော့ ဘသူတွေပဲကြံနေကြတယ်လို့ပြောရင် မိဘပဲကြံပြီးတော့သာသမီကအကုန်ပါသွားတာတွေလည်းရှိတယ်ခုမန္တလေးမှာတက်ပြီးတော့ပညာသင်နေကြတဲ့ယဟန်နေတဲ့တောင်အဲ့ဒါမျိုးကြုံတာနော်ယဟန်နေတဲ့မှာဥစဉ်တို့မိတ်ဆွေတစ်ပါးအဲ့ဒီတစ်ပါးဆိုလို့ချင်းသူတို့မိသားစုသူတို့ယွာလေးကတယွာလုံးနှီးပါးလောက်ကိုကြောက်သွားတာနော်သူတို့နေရတာလည်းပဲတကယ်နေရဖြစ်တော့ရည်နှန်းကလည်းတအားနှီးတော့ပြုံးကနေဆိုတော့သူတို့ဘက်တက်လာတယ် ခုဒီမှာလှမ်းပြီးသူတို့အကြောင်းကြားလိုက်တော့အခုရွာပြန်သွားနော်ရွာပြန်သွားတော့သူတို့ရဲ့ဒေသကလူတောင်သိပ်မကြံဘူးလို့ပြောတာပဲဟုတ်လားနော်အကုန်လုံးနှီးပါလောက်ပါသွားတာဟေးအဲ့ဒါမျိုးအဖြစ်ပြက်တွေလည်းမရှိဘူးလားအဲ့လိုဆိုတော့တစ်ချိန်လုံးကတော့ကိုယ်ကပျော်ပျော်ရွှင်ရွှင်နဲ့အချမ်းရံနဲ့အတိုင်းဝိုင်းနဲ့နေထားတဲ့ပုံကိုသူတော်ဘာကသေသွားပြီကိုယ့်ရဲ့ဆွေမျိုးကသေသွားပြီသားသမီးကသေသွားပြီ လင်ယောက်ျားကသေသွားပြီဆိုရင်မနေတတ်မထိုင်တဲ့ဖြစ်ပြီးတော့ကိုကိုယ်တိုင်လိုက်သေရင်လောကရန်ကိုဖြည့်ရှင်းတာဟုတ်ရဲ့လားအေးအဲ့ဒါကြောင့်မို့ဒုသူတော်စင်များရောလောကရန်ကြုံတဲ့ပုဂ္ဂိုလ်များရောတစ်ခုရှိရင်နောက်တစ်ခုကိုလည်းစဉ်းစားထားရမယ်ဟုတ်လားနော်ရသောနဲ့ကြုံနေရင်ဘာကိုလဲစဉ်းစားရမလဲအာရသောကိုလည်းစဉ်းစားရအဲ့ကြတော့ချမ်းရန်ရှိတဲ့ ဒီအခိုက်တန်လေးမှာပျော်ပျော်ရွှင်ရွှင်နေနိုင်တယ်လို့ခံနိုင်ရရှိတယ်လို့ပဲဟိုဘက်ကအချမ်းရံမရှိတော့တဲ့ဒီနေ့မှာလည်းပဲနေနိုင်အောင်စိတ်ကိုလေ့ကျင့်ထားဖို့အရေးမကြီးဘူးလားလေ့ကျင့်ထားဖို့ရအရေးကြီးတယ်အဲ့ဒါလေ့ကျင့်ထားဖို့ဆိုတာကဘာရှိမှလေ့ကျင့်ပြတာလဲပြင်ဘာသာရေးရှိမှပြည့်တယ်ဘာရှိမှလဲဘာသာရေးဘယ်မှာရှိရမလဲပြောရင်နှလုံးသားမှာဘာသာရေးရှိရဘယ်မှာရှိရလဲ နှလုံးသားမှာဘာသာရေးရှိတဲ့ပုဂ္ဂိုလ်များကနေတတ်ထိုင်တတ်တယ်။နှလုံးသားမှာဘာသာရေးမရှိတဲ့ပုဂ္ဂိုလ်ကလမ်းလွဲမသွားဘူးလား။လမ်းလွဲပြီးတော့အဲ့ဒါဖြည့်ရှင်းသွားတတ်တယ်။အခုလောကရဘယ်နှခုပြီးသွားလဲ။နှခုပြီးသွားပြီ။လာဘောအလာဘောရသောအရသောစုပေါင်းလိုက်တော့ဘယ်နှခု၄ခုဘယ်နှခုပြီးသွားလဲ။အဲ့ဒါကြောင့်ဒုသူရသင်များတွေ့ရမှာကရတာရှိရင် မရတာလည်းရှိလိမ့်မယ်ဒီဘက်ကအချမ်းရံရှိရင် အချမ်းရံမရှိတာလည်းပဲကြုံလိမ့်မယ်မကြုံနိုင်ဘူးလားကြုံနိုင်တယ်နောက်တစ်ခုကနေဒနဲ့ပတန်သနေဒဆိုတာကကြတော့ကဲ့ရဲ့တာပြည့်တင်တာတဲ့ဘာလို့တာလဲကဲ့ရဲ့တာပြည့်တင်တာနောက်တစ်ခုကကြတော့ဘာလဲလဲပတန်သကြတော့ချီးမွမ်းတာဘာလို့တာလဲချီးမွမ်းတာလောကထဲမှာနေနေတဲ့ပုဂ္ဂိုလ်ဒီ အလုံးသောပုဂ္ဂိုလ်များကလောကထဲမှာအတူတူနေနေကြတာဖြစ်တဲ့အတွက်ကြောင့်တယောက်နဲ့တယောက်ပေါင်းနေရတာဖြစ်တဲ့အတွက်လူမျိုးစုံနဲ့မတွေ့ရဘူးလားတွေ့ရတယ်လူမျိုးစုံနဲ့တွေ့ရတဲ့အတွက်ကြောင့်ကဲ့ရဲ့သင်လို့ကဲ့ရဲ့တဲ့ပုဂ္ဂိုလ်မျိုးလည်းပဲမရှိဘူးလားရှိတယ်တချို့ကကြတော့ကဲ့ရဲ့သင်တဲ့အလုံးမဟုတ်ဖဲနဲ့ကောကဲ့ရဲ့နေတာလည်းမရှိဘူးလားရှိတယ်အဲ့ဒါကြောင့်မို့ဒီကဲ့ရဲ့မှုဆိုတဲ့လောကရန်ကလည်းပဲလူသားတိုင်းလူသားတိုင်းလွတ်နိုင်ရဲ့လား အကြောလောကကလူတွေကငါ့ကိုဝိုင်းပြီးအပြစ်ပြောနေကြတာပဲလို့သူတော်ဘာကို အပြစ်တင်နေမဲ့အစားဩကဲ့ရတာရှိသလိုပဲနောက်ကဘာရှိနိုင်မလဲရှင်းမွမ်းတာလည်းပဲရှိမှာပဲလို့အပြန်တွက်ထားလို့မရဘူးလားရထားတယ်အဲ့ဒါကြောင့်မို့ရရမယ်အဲ့ဒါမျိုးရနေတဲ့ပုဂ္ဂိုလ်ကကြတော့နေတတ်ထိုင်တတ်မဖြစ်ဘူးလားဖြစ်တယ်အဲ့ဒါကြောင့်စဉ်းစားတဲ့အပိုင်းမှာ ရှိမွားမှုရှိရင်ကဲ့ရဲ့မှုလည်းပဲရှိနိုင်တယ်ကဲ့ရဲ့မှုရှိရင်လည်းပဲဟိုဘက်ကရှိမွားမှုလည်းရှိနိုင်တယ်အဲဒါကြောင့်ဘယ်လောကရံနဲ့ပဲကြုံကြုံတို့လူသားဖြစ်တဲ့ပုဂ္ဂိုလ်ဒီမတုံမလုပ်ဖဲနဲ့မဖြုံမဲနဲ့ခန္ဓာရည်ရှိဖို့ရာရည်မကြည့်ဘူးလားအရေးကြီးတယ်အဲဒါကနေန္ဒနဲ့ပတန်တာဘယ်နှမျိုးပြီးသွား6မျိုး ဘာတွေလဲပြောရင်လာဘောအလာဘောရာ